တနင်္သာရီမြို့နယ်ဘလမုတ်ကျေးရွာနာမှာရှိတဲ့ရန်ဖို့ရွာမှာစစ်ကောင်စီရင်တန်းကိုတော်လှန်ရေးတပ်တွေကတရက်ထဲနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ24ရက်နေ့မိုးလဲ2နာရီလောက်မှာမြေမျိုးဘက်ကနေတနင်္သာရီဘက်ကိုစစ်ကောင်စီတပ်သားအင်အားအပြည့်တက်လာတဲ့မော်တော်ယာဉ်တစ်စင်းကိုရန်ဖို့ရွာနာမှာမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးမိနစ်အနည်းငယ်အပြန်အလှန်ပြစ်ခတ်မှုဖြစ်တယ်လို့မြေပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ညနေ3:00နာရီဝန်းကျင်မှာလဲတနင်္သာရီမြို့အခြေစိုက်စစ်ကောင်စီရဲ့အမှတ်959ချီမြတ်တရင်ကနေမြေမျိုးဖက်ကိုပြန်လာတဲ့မော်တော်ယာဉ်6စီးပါယာဉ်တန်းကိုရမ်းဖို့ရွာမှာတော်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။အဲ့ဒီရှင်တန်းမြေဖက်ကိုမတော်ခင် စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ကရမ်းဖို့ရွာဖက်ကို120မမလက်နက်ကြီးလေးလုံးပြခတ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းစစ်ကောင်စီဘက်က ထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။ တော်လိုင်းကြီးတက်ဖက်ကတော့ထိခိုက်မှုရှိခဲ့ဘူးလို့ဆိုပါတယ်။တက်ခိုက်မှုကိုတနင်္လာရီပကဖအုံသုံးဘူခရင်တက်ဖွဲ့မြေပြည်သူကောက်ွယ်ရေးအဖွဲ့တို့ပူးပေါင်းတက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စွန်လာအတွင်းစစ်ကောင်စီတပ်ကတင်ခွန်ရွာကိုအင်အားဖြည့်တင်ပြီးစစ်ရေးပြင်ဆင်နေတဲ့အတွက်တနင်္လာရီမျိုးနယ်ထက်ကပြည်တော်စုလမ်းတစ်လျှောက်မှာတိုက်ပွဲတွေခက်စစ်စိတ်ဖြစ်ပွားနေပါဗျာ။